Someone once told me that the reality I thought I knew was just one. Yeah, Stone X မှာကျေးဇူးပါတယ်။အခုဗီဒီယိုမှာပြပြပေးသွားမယ့်တဲ့င်းဒီ Avengers Doomsday ရုပ်ရှင်နဲ့ Secret Wars ရုပ်ရှင်တို့နောက်ဆုတ်လိုက်ပြီဆိုတဲ့အကြောင်းအရာအတွက်နောက်ဆက်တွဲတဲ့င်းဖြစ်ပါတယ်။ Disney ဒီ2026နဲ့2029တို့အတွက်ထွက်လာတော့မယ့်ရုပ်ရှင်စည်းရင်းကိုချပြလာခဲ့တဲ့အခါမှာအဲ့ဒီစည်းရင်းအရ Doctor Strange 3ရုပ်ရှင်ဒီဘယ်အချိန်မှထွက်လာမလဲဆိုတာနဲ့ရုပ်ရှင်ရဲ့နာမည်ကဘာဖြစ်မလဲဆိုတာတွေကိုအသေးစိတ်ရှင်းပြပေးသွားမှာမို့လို့စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်အထီးကြည့်သွားပေးကြပါအောင်။အခုကတော့ intro လေးပြီးရင်စလိုက်အောင်။ I am vengeance. I am the night. I am Batman. ။ Okay နောက်ဆုံးကြားထားရတဲ့ update တင်အရာဆိုရင် Dr. Strange 3ရုပ်ရှင်ရဲ့နာမည်ဒီ In the Incursion of Insanity ဖြစ်မယ်ဆိုပြီးတော့တည်ထားရပါတယ်။ Of course အိုင်၃လုံးစင်းဆိုတော့ number 3သုံးကားမြောက်ရုပ်ရှင်ကိုကိုစားပြုမဲ့နာမည်မျိုးလည်းဖြစ်ပါတယ်။ပြီးတော့ရှေ့ရုပ်ရှင်တော့ကယူနန်ကြီးအတွက်စကလုံးကို Madness ဆိုပြီးတော့သုံးခဲ့တဲ့အခါမှာဒီတစ်ခါမှာတော့ Insanity ဆိုပြီးတော့ပြောင်းသုံးထားတာကိုမြင်ရမှာပါ။ Report မှာရေးထားတာကတော့ရုပ်ရှင်ဒီအခုနာမည်မဟုတ်ရင် Time Run ဆောက်ဖြစ်လိမ့်မယ်။နှစ်ခုတည်းကတစ်ခုကိုအသုံးပြုသွားလိမ့်မယ်ဆိုပြီးတော့မြင်ရပါတယ်။ And yes Time Run ဆောက်ဆိုတာကတော့ comic တယ်မှာ Secret Wars မှာတိုင်ခင် Secret Wars ကိုဒိုက်ရိုက်ဆက်သွယ်သွားမယ့် comic ကြီးလည်းဖြစ်ပါတယ်။အဆုံးသတ်မှာဆိုရင် Doctor Strange က Doctor Doom ရဲ့နဘေးမှာရှိနေပြီးတော့လောကကြီးကိုကယ်တင်ပေးခဲ့တဲ့ comic လည်းဖြစ်ပါတယ်။ဒါအပြင်ရှင်းနာမည်လိုမျိုး Incarnation တွေအများကြီးဖြစ်ပြနေတာလောကကြီးရဲ့ကဘာကြီးရဲ့ပျက်စီးနေတာတွေကိုအများဆုံးမြင်ရမယ့် comic ကြီးလည်းဖြစ်ပါတယ်။ And then ဒီအကြောင်းအရာတွေနဲ့ကွက်တီကိုကင်နေတဲ့ရုပ်ရှင်ထွက်မဲ့ date ကိုဒီနေ့မှာပဲ Disney ဘက်ကနေပြီးတော့ထုတ်ပြန်လာတဲ့ရုပ်ရှင်စာရင်းမှာမြင်လိုက်ရပါတယ်။စာရင်းထဲမှာဆိုရင် Devil Wears Prada တို့ Moana တို့ Twice Story တို့ Ice Age တို့ကိုပါမြင်ရမယ်အပြင် Avengers Doomsday ရုပ်ရှင်ကိုလည်း update လုပ်ပြီးသား release date နဲ့အတူတွေ့ရမှာဖြစ်ပါတယ်2029ကိုရောက်သွားတဲ့အခါမှာတော့ Star Wars ရုပ်ရှင်တစ်ခုကလွဲပြီးတော့ကြံတာတွေကနာမည်မပေးရသေးတဲ့ project တွေများတယ်ဆိုတာကိုမြင်ရပါလိမ့်မယ် and အဆုံးသက်12လပိုင်းမှာလာမယ့် Avengers Secret Wars မှာတိုင်ခင်မှာဆိုရင် July 23ရက်နေ့9လပိုင်း23ရက်နေ့2029မှာ Marvel ရုပ်ရှင်တစ်ခုထွက်ဖို့အတွက်ရှိနေတယ်ဆိုတာကိုမြင်လိုက်ရပါတယ်ဒီရုပ်ရှင်ဒီ Avengers Secret Wars ကိုတိုက်ရိုက်ဆက်သွယ်သွားမယ့်ရုပ် ရှင်လည်းဖြစ်တဲ့အတွက် Predator တွေကတော့ဒါဒီ Doctor Strange Trio ရှင် Time Run ဆောက်ဖြစ်မယ်ဆိုပြီးတော့သတ်မှတ်နေကြပါပြီ Of course ဒါဒီ MCU အတွက်အပြင် Villain ဖြစ်တဲ့ Doctor Doom အတွက်ပါအများကြီးကောင်းသွားတယ်ဆိုပြီးတော့ပြောလို့ရပါတယ်အစား plan အရဆိုရင် Doomsday ရုပ်ရှင်ကြမှာ Doctor Doom ကိုစပြီးတော့ပြလိုက်မယ် Doctor Doom ကိုပေးပြီးတော့နိုင်လိုက်မယ် Secret Wars ရုပ်ရှင်မှာပြန်ပြီးတော့ရှုံးလိုက်မယ်ဆိုရင်အရင်ကြီး Rush ဖြစ်နေလို့အရင်ကြီး Lone နေတယ်လို့ဖြစ်နေပါလိမ့်မယ်အခုလိုမျိုး၃ကားလောက်ကတော့အသင့်တော်ဆုံးလို့ပြောလို့ရပါတယ် Doctor Doom ကို Fantastic Four Credit စင်မှာစပြီးတော့မိတ်ဆက်ပေးလိုက်မယ် Spider-Man MF4 ရုပ်ရှင် credit scene မှာထပ်ပြီးတော့တခခုနဲ့တည်ဆလုပ်သွားလိမ့်မယ် Doomsday ရုပ်ရှင်အရောက်မှာတော့ Dr. Doomsday ရဲ့ villain ကရောက်လာတာဒီသူ့ရဲ့အကြံကဘာဖြစ်မလဲဆိုတာနဲ့သူဘာလိုချင်လဲဆိုတာကိုသိလာရမယ်ကြားထဲမှာထပ်ပြီးတော့ Dr. Strange 3ရုပ်ရှင် time run ဆောင်မှာလည်း Dr. Strange နဲ့အတူထပ်ပြီးတော့မြင်ရအောင်မယ် Maybe Dr. Strange 3ရုပ်ရှင်အဆုံးမှာ comic တွေကလိုမျိုး Battle War ကြီးကိုဖန်တီးလိုက်မှာမျိုးလည်းဖြစ်နိုင်ပါတယ်နောက်ဆုံး Secret Wars ရဲ့အဆုံးသတ်မှာတော့ Dr. Doom ကပြန်ရှုံးသွားမယ်ဆိုရင်တော်တော်လေးကို fail ဖြစ်တဲ့အကြံမျိုး Dr. Doom character ကိုလည်းကောင်းကောင်းမွန်မွန်ဖော်ကျူးပြနိုင်မယ် အကြံမျိုးလို့ထင်ပါတယ် still နာမည်မသက်အသေးတာဖြစ်တဲ့အတွက် predator တချို့ကတော့ dadi black panther tree ရုပ်ရှင်လည်းဖြစ်နိုင်တယ်ဆိုပြီးတော့ပြောနေကြပါတယ် black panther tree ရုပ်ရှင်ထွက်မယ်ဆိုတာကိုမင်းသားကြီး denzel washington ကိုရိုင်းကဖြေခဲ့ပူတာရှိလို့ secret wars အတွက် black panther အသေးရဲ့ concept art လည်းထွက်ခဲ့ပူတာရှိပါတယ် so predator တို့ကဘယ်လိုထင်ကြလဲ doctor strange street doctor strange ရဲ့သုံးကားမျိုးရုပ်ရှင်လာအောင်မယ်ဆိုရင်ကြည့်ကြင်ကြမလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ video ရေးတက်လာတဲ့အခါ USB ပြန်လည်ခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာရဲ့ကြော်ညာလေးတွေကိုစုံအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်